မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီး2025ခုနှစ်105နှစ်မြောက်မြို့သားအောင်မွေးနေ့အချိန်မှအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီး2025ခုနှစ်105နှစ်မြောက်မြို့သားအောင်မွေးနေ့အချိန်မှအခမ်းအနားကိုနိုဝင်ဘာ14ရက်မွန်းလွဲပိုင်းကလုံမြို့နယ်အမှတ်လေးခြေကံပညာထက်တန်းကျောင်းတတိယတနာခမ်းမမှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းနှင့်ဇနီးတော်မော်တန်ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါ်စန္နာသွေး ရှောင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့ဇနီးများဒိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများမိခင်နှင့်ကလေးဆောင်ရှာမှုကြီးကြပ်ရေးဖွဲ့နှင့်အမျိုးသမီးရာဖွဲ့တို့မှတာဝန်ရှိသူများဆရာဆရာမများကျောင်းသားကျောင်းသူများဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့တာဝန်ရှိသူများတက်ရောက်ကြပါသည်ဥစွာလမ်းမတော်မြို့နယ်အမှတ်2အခြေခံပညာထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကဇာတိမှန်တခြင်းတည်ဆို၍အခမ်းအနားကိုဖွင့်လှစ်ပါတယ်။အဲဒီနောက်ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာအီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးသတို့မဟာဒီစီသူသတို့တည်သူတမမင်းအောင်လိုင်းထံမှတရားငါးနှစ်မြောက်အမျိုးသားအောင်ပွင့်နေ့အခမ်းအနားသူပေးပို့တဲ့တဝန်လွန်အားရှောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဖတ်ကြားပါတယ်။ဆက်လက်၍အမျိုးသားအောင်ပွင့်နေ့အချိန်မှအခြေခံပညာအထက်တန်းဆင့်နှင့်အလဲတန်းဆင့်စာစီစာကုန်ပြိုင်ပွဲဆုရကျောင်းသားကျောင်းသူများအားရှောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းရှောင်းတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါ်ဆန္နာသွေနှင့် ုံချုံရင်းနှင့်နေစေးရာဝင်ကြီးတို့ကဆုများတီးတီးပေးရချင်းနေကြပါတယ်။အဲဒီနောက်ဘုဒ္ဓထောင်မြို့နယ်အမှန်ကအခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကမြမကျောင်းတခြင်းဖြင့်တီးဆိုဖြောပြကြပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ကဖြောပြတင်ဆက်ကြသူများအားဂုဏ်ပြုခြင်းပြင်ွေများပေးရကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဆွဲထက်ကိုကပေးပို့လာတာပါ။